ချစ်တော်တနာရှင်ဓမ္မပိစေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တည်တဲ့ခင်းလေးမှာယခုလိုတင်တို့နဲ့ပြန်လည်ပြီးတော့ဆုံတွေ့ခွင့်ရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်ဒီနေ့ချစ်တဲ့မိစေပေါင်းတို့ဘုရားသခင်ကတင်တို့ကိုကောင်းမြတ်တဲ့နေ့ရက်တည်ပြန်ပေးပြီဖြစ်ပါတယ်ဒီတော့စိတ်သက်ကိုယ်သက်ဝမ်းမြောက်ခြင်းသက်နဲ့တကယ်ပဲဘုရားကိုအားရပါရချီးမွမ်းကြရအောင်ဒီနေ့ချစ်တဲ့မိစေပေါင်းတို့ရှင်ပြန်ထားမြောက်တော်မူသောဘုရားเนาะရှင်ပြန်ထားမြောက်တော်မူသောဘုရားအသက်ရှင်သောဘုရားတစုတည်းသောဘုရားရှိတယ်ဆိုတာကိုပြောပြသွားမှာဖြစ်တယ်မိတ်ဆွေပေါင်းတို့ ဒီနေ့သခင်ယေရှုခရစ်တော်ဘုရားသခင်ကရှင်ပြန်ထမြောက်တော်မူတဲ့ဘုရားဖြစ်တယ်။ဘုရားဆိုတာတတ်လို့တည်တဲ့ဘုရားမဟုတ်ဘူးเนาะဘုရားသခင်ကတော့ရှင်တည်ခြင်းမှန်ကိုလည်းပဲလုံးဝယာတပံစံစားဖို့မဟုတ်ဘူး။ဘုရားဆိုတာအသက်ရှင်မှဘုရားလို့ခေါ်တယ်။ဒါကြောင့်အသက်ရှင်တော်မူသောရှင်ပြန်ထမြောက်တော်မူသောဘုရားတစုတည်းသောဘုရားကတော့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ကျွန်တော်လူသားအတွက်သူအားသို့ရှင်လောကကမ္ဘာမှာလူစားတိခံယူခဲ့တယ် လူစားတိခံယူပြီးတော့လဝါခန်းထဲမှာသူအသေးသက်ချင်းခံခဲ့ရတယ်။သေတော်ညာလည်းပဲသူ၃ရက်မြောက်တော်နေ့ရမှာသူပြန်ပြီးတော့ရှင်ပြန်ထားမြောက်ခဲ့တယ်။ဒါကြောင့်ယသခင်ယေရှုခရစ်တော်ရှင်ပြန်ထားမြောက်ခြင်းရာဆိုရှင်ကျွန်တော်တို့ရဲ့အနာဂတ်ရှင်ပြန်ထားမြောက်ခြင်းဆိုင်ရာထင်ရှားတဲ့တသက်တာတကတစ်ခုဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကအသိရှိသဘောပေါက်ဖို့ရတဲ့ဖြစ်တယ်။ဒီနေ့ကျွန်တော်အားလုံးလည်းပဲတနေ့ကြာရင်ပြန်လည်ပြီးတော့ရှင်ပြန်ထားမြောက်မှာဖြစ်တယ်။ရှင်ပြန်ထားမြောက်တော်မူသောဖခင်ကိုကိုးကွယ်မယ်။ ရှင်ပြန်ထားမြောက်ပြီးတော့အသက်ရှင်တော်မူသောဖရာကိုကိုးကွယ်မယ်ဆိုရင်ကျွန်တော်လည်းပဲအသက်ရမှာဖြစ်တယ်။ဖရာကိုကိုးကွယ်မှအသက်ကိုရမှာဖြစ်တယ်။ဒါဒီနေ့ချက်တက်မိစေပါတော့။ဒါကြောင့်တမန်ချမ်းစာထဲမှာတော့ရှင်ကောရိန္သုဩရစာပရမဆောင်ခန်းကြီး15ပိုင်ငယ်20 23ကိုကြည့်တဲ့အခါမှာကျွန်တော်တို့လုံးမပင်ခွန်အားရဖို့ရကြံ့ကြက်လေးဖြစ်ပါတယ်။ဒါကြောင့်ယခုမူကားခရစ်တော်သည်တည်ခြင်းမှထားမြောက်တော်မူ၍အိမ်ပျော်သောသူတို့တွင်အူတီတော်အတီဖြစ်တော်မူ၏။သို့ဖြစ်၍ လူသားအာသေးခြင်းတရားသည်တည်တဲ့ကဲ့သို့သေသောသူတို့ဤထားမြောက်ခြင်းတရားသည် လူသားလူအာဖြင့်တည်လျက်ရှိ၏လူအပေါင်းတို့သည် အာဒံအာဖြင့်သေခြင်းသို့ ရောက်သည့်ဤသူလူအပေါင်းတို့သည် ခရစ်တော်အာဖြင့်အသက်ရှင်ခြင်းသို့ရောက်ကြ၏ချစ်တမိတ်ဆွေပေါင်းတို့အသက်ရှင်ခြင်းသို့ရောက်ကြလက်တန်းတို့ရတွင် လူအသီးသီးတို့သည်မိမိတို့အလက်အတိုင်းလိုက်ရကြလိမ့်မည် ခရစ်တော်သည်အိုးတည်သောအသည်ဖြစ်တော်မူ၏ခရစ်တော်သည်ကြွလာတော်မူသောအခါတပည့်တော်ဖြစ်သောသူတို့သည်ရှင်ခြင်းသို့ရောက်ကြလိမ့်မည်ဒီနေ့ခရစ်တော်ဒုတိယခြင်းပြန်ကြွလာတဲ့အခါမှာဖခင်ရဲ့သားသမီးတိုင်းဟာရှင်ခြင်းသို့ရောက်ကြလိမ့်မယ်ဆိုပြီးတမန်ကျမ်းစာကဖော်ပြထားတာတွေ့ရမယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ယေရှုခရစ်တော်ဘုရားသခင်ကအသက်ရှင်တော်မူသောဖခင်ဖြစ်တယ်ရှင်ပြန်ထမ်းမြောက်တော်မူသောဖခင်ဖြစ်တယ် အာရန်အားဖြင့်ကျွန်တော်အားလုံးကတေခြင်းကိုခံစားခဲ့ရတော့ညာလည်းပဲယေရှုခရစ်တော်ဖျားသခင်အားဖြင့်ကျွန်တော်ကတို့ရှင်အသက်ရှင်ခြင်းတို့ပြန်လည်ပြီးတော့ရောက်ရှိလာကြပြီဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်အားလုံးကတို့ရှင်တကယ်အားရပြီးတော့ကြည်နိုးပြီးတော့ဝမ်းမြောက်စရာအလွန်မှပင်ကောင်းပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့။ဒါကြောင့်ယေရှုရှင်ရဲ့ရှင်ပြန်ထားမြောက်ခြင်းဟာယခုကျွန်တော်တို့ရဲ့ဘဝတက်တာကိုအသစ်ပြုတ်ပြန်တကုတ်ဖြစ်လာတယ်ဆိုတာကို တမချန်းတရမယောမအခန်းကြီး6ပိုင်းငယ်48မှာဆိုရှင်ဖတ်ကြည့်မယ်ဆိုကျွန်တော်အားလုံးရဲ့ဘဝတတမှာအသိပြုပြင်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ခရစ်တော်ရှင်ပြန်ထားမြောက်တဲ့ခါမှာဆိုသခင်ယေရှုဟာဆိုရှင်ကောင်းငင်ပေါ်သို့တက်ခြင်းအပြင်ကျွန်တော်တို့အဖို့ဘာဖြစ်လဲကောင်းငင်တကားများကိုဖွင့်ပေးခဲ့တယ်တချိန်ကကျွန်တော်အားလုံးကဆိုရှင်ကောင်းငင်တကားတော့ကိုပိတ်လိုက်တဲ့ပုံစံနဲ့ကျွန်တော်အားလုံးကဖျားနဲ့လုံးဝဝေးတဲ့ဝေးတဲ့ကွာကတဲ့ကွာတဲ့ဘဝတတကိုရောက်ရှိခဲ့တယ်အပြစ်တရားရဲ့အခကြောင့် တို့ပြည်တော်ညာလည်းပဲယေရှုခရစ်တော်အသေးခံလာခြင်းအပြင်ယနေ့ကျွန်တော်အားလုံးကဖခင်နဲ့တကားနဲ့ဆက်သွယ်ပြုဖို့ရန်အတွက်ကောင်းကင်တကားတော့ကိုယေရှုအဖင်ဖွင့်ပေးခဲ့တာဖြစ်တယ်။အာဒံကြောင့်ဤကောင်းကင်တကားတော့ကပိတ်ခဲ့တော်ညာလည်းပဲတခင်ယေရှုအဖင်ကျွန်တော်အားလုံးကဆိုရှင်တကားပွင့်ခဲ့ပြီ။ဘလောက်ဝမ်းမြောက်စရာကောင်းလဲ။ဒါကြောင့်ဘယင်တကားတို့ရဲ့ဘယင်တခင်တကားတို့ရဲ့တခင်ဖြစ်တယ်လို့လည်းပဲတမန်ကျမ်းစာတွေကမှဆိုရှင် ွေးကြော်ထားတယ်ဆိုတာတွေ့ရမယ်ဒီနေ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကဘယင်တကာတို့ရဲ့ဘယင်ဖြစ်တဲ့အတွက်ကြောင့်တကောအာနာအပြေဝဆုံးတကယ်အပိုင်တဆုံးလဲဘုရားလည်းဖြစ်ပါတယ်သခင်တကာတို့ရဲ့သခင်ဖြစ်တဲ့အတွက်ကြောင့်ဒီပါလို့ရှိရင်ကျွန်တော်တို့ပေါ်မှာအမြဲတမ်းပဲဂယုစိုက်တော်မူသောသခင်လည်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့သခင်ယေရှုဟာဆိုရှင်အသက်ရှင်တော်သူနဲ့တည်တော်သူတို့ကိုတရားစီရင်ဖို့ရန်အတွက်ဘယင်တကာတို့ရဲ့ဘယင်ဖြစ်ကဘာဆုံး၌ပြန်လည်ပြီးတော့ ကြွလာမှာဖြစ်တယ်။ဒါကြောင့်သခင်ယေရှုပြန်လဲကြွလာတဲ့ခါမှာကျွန်တော်တို့အားလုံးကဆိုရှင်လုံးဝဆိုရှင်သေခြင်းကနေမှာလွတ်မြောက်ပြီးတော့ကျွန်တော်အားလုံးကကယ်တင်ခြင်းစုယေရှုနဲ့ကျွန်တော်အားလုံးဘုရားသခင်ရဲ့နိုင်ငံတော်မှာဝင်စားဖို့ရန်အတွက်အလုံးမပင်ကျွန်တော်ကအဖို့ထိုက်တန်တဲ့လက်ဆောင်ကိုရရှိမှာဖြစ်တယ်။ဒါတော့ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ယခုမူကားခရစ်တော်သည်သေခြင်းမှာထားမြောက်တော်မူ၍အဲ့ပြောသောသူတို့တွင်အဦးတည်သောအသည်ဖြစ်တော်မူ၏။သို့ပြည့်၍လူသားအပြင်သေခြင်းတရားသည်တည်တဲ့ကဲ့သို့ သေသောသူတို့၏ထားမြောက်ခြင်းတရားသည်လူအားဖြင့်တည်လျက်ရှိ၏ဒီနေ့သေသောသူတို့ရဲ့ထားမြောက်ခြင်းအကြောင်းတရားကခရစ်တော်အားဖြင့်ကျွန်တော်အားလုံးရှင်ပြန်ထားမြောက်ခြင်းပြန်လည်ရရှိမှာဖြစ်ပါတယ်လူအပေါင်းတို့သည်အာရန်အားဖြင့်တဲ့ချင်းတို့ရောက်တည်နေတူလူအပေါင်းတို့ဒီခရစ်တော်အားဖြင့်အသက်ရှင်ခြင်းတို့ရောက်ကြပြီဖြစ်တဲ့အတွက်ကြောင့်ဘလောက်ဝမ်းမြောက်စရာကောင်းတယ် ဒါမျိုးမကားမနဲ့တို့ရတွင်လူကတီးတီးတို့ဒီမိမိတို့အလဲအတိုင်းလိုက်ရကြလိမ့်မည်ခရစ်တော်သည်အိုးသီးသောသူဖြစ်တော်မူ၏ခရစ်တော်သည်ကြွလာတော်မူသောအခါတပည့်တော်ဖြစ်တော်မူသောသူကျွန်တော်အားလုံးကခရစ်တော်ရှင်ခြင်းတို့ကျွန်တော်အကုန်လုံးပြန်လဲပြီးတော့ရောက်ကြမှဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးရဲ့အသက်တာမှာဆိုရှင်ကျွန်တော်ရဲ့အသက်ကိုပြန်လဲပြီးတော့ရှင်ပြန်ထမြောက်ခြင်းပေးနိုင်တဲ့ရှင်တန်ခြင်းပေးနိုင်တဲ့ကျွန်တော်ရဲ့အသက်ကိုပြန်ပေးသွင်းနိုင်တဲ့ အသက်ကိုဖန်ဆင်းခဲ့တဲ့သူကအသက်ကိုပြန်ပေးမှဖြစ်တယ်။တေရာမတို့ရှင်ထားမြောက်ခဲ့တဲ့သူကကျွန်တော်ကိုလည်းပဲရှင်ပြန်ထားမြောက်အောင်လှုပ်ဆောင်ပေးမှဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘဝတတမလို့ရှင်တကယ်ပဲကောင်းမြတ်တော်မူတဲ့အသက်တာနဲ့ရှင်တန်ဖို့ရန်အတွက်ဖခင်သခင်ကသူ့ထံသို့ပြန်လဲပြီးတော့ခေါ်ဆောင်มาဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်အားလုံးတို့ဒီမိမိတို့ရဲ့ကိုးကွယ်ရမယ့်ရှင်သခင်ယေရှုခရစ်တော်ဖခင်သခင်ကိုယုံကြည်ကိုးကွယ်ခြင်းအပြင်ကျွန်တော်တို့ရဲ့အသက်တာမလို့ရှင်တကယ်ပဲ ထားမြောက်ခြင်းအသက်ရှင်ပြန်ထားမြောက်ခြင်းရှိတော်မူသောဖရာကိုပဲကိုးကွယ်ခြင်းအပြင်ဒီနေ့ကျွန်တော်လည်းပဲအဲ့ဒီအသက်တွေပြန်လဲရရှိမှာဖြစ်တဲ့အတွက်ကြောင့်မျော်ကိုးပြီးတော့ဖရာကိုတကယ်ကိုးစားယုံကြည်တဲ့သားသမီးများဖရာသခင်ရဲ့ဂတိတော်နဲ့ထိုက်တန်ပြီးတော့ဖရာပေးတဲ့စုကျေးဇူးကောင်းခြင်းမင်္ဂလာဖြစ်တဲ့ထာဝရတက်ကိုပြန်လဲရရှိမှာဖြစ်တဲ့အတွက်ကြောင့်ဖရာသခင်ကိုစိတ်လုံးကျွေးမဲ့နဲ့ယုံကြည်ကိုးစားတဲ့ သားသမီးများဖြစ်ဖို့ရန်အတွက်ယနေ့ချစ်တဲ့မိတ်ဆွေတို့ကိုဒီနှုတ်ကပတ်တော်အပြင်အားပေးတိုက်တွန်းလိုက်တာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးဖျားကောင်းကြီးချပါပါစေ